အမေကတော်တော်ရင်နဲ့ဖုန်းဆက်လာတမိနေအဆင်ပြေလားဆိုအင်းပြေတယ်လေတမိကိုမေးတဲ့အမေတန်တော်တော်လေးကိုလေ ဘယ်လိုပြောလဲဆိုသူဝမ်းနေတဲ့အတန်တွေကိုတုံနေတာပဲပြီးတော့ကြောက်ဟိုမျိုးပြကြီးပဲတမီးရဲ့အဲ့လိုဖြစ်နေတာတဲ့အမေတို့ပုံမှန်မြင်ရတာထက်ကိုချိန်နေဆိုးတယ်ကိုတော်မှဒီလောက်ဖြစ်တယ်ဆိုရင်တကယ်ပြင်းပြင်းထန်ထန်ဖြစ်သွားတဲ့ဖက်မှာဆိုအခုအသက်ရှင်ကျန်ရစ်တဲ့သူတွေလည်းစိတ်တရားအများကြီးရနိုင်မယ်လို့ထင်တယ်ဆိုတော့ဟိုတော်တော်လေးလည်းသူတို့ healing လုပ်ရမှာပေါ့နော်အများကြီးပါပဲဒီအခုအချိန်တည်းကပြောစရာစကားမရှိလောက်ဘူးတော်တော်ဆိုးရွားတဲ့အချိန်တွေပေါ့လေဟုတ်ထားတို့တွေအဓိက စိတ်ပါအသက်အသက်ပြင်စိတ်ပါရှင့်စိတ်ကအရေးကြီးပါတယ်စိတ်ဆောင်လို့ရှင့် အရာအလုံးဖြစ်နိုင်ပါတယ်အရာအလုံးလုံနိုင်ပါတယ်အဲ့တော့ထပ်တို့စိတ်တွေကိုပြန်ပြီးတော့စုစည်းပြီးတော့ strong emotional strong ဖြစ်အောင်ကြိုးပြန်ပြီးစူးစမ်းကြမယ်ပြီးရင်ကိုရအရေးချင်းရှိပြီးသားသူတွေဖြစ်တဲ့အတော့ဒီအရေးချင်းနေနဲ့ပဲကိုရပြန်တိဆောက်လို့ရပါတယ်လို့အခုမကြွမလွတ်တာလေးလေကြားရတဲ့အခါကျတော့ဟိုထပ်ဖျားရှိခိုးပြီးတော့အာဒီဒိတ်ထန်လေးတွေဝင်ပြီးတော့အမြတမ်းဝင်မယ်ဆိုတော့အစီအစဉ်လေးလဲကိုဟာကိုချမှတ်ထားရဲပေါ့နော်